ဒေါ်လာပြည်သူအားလုံးပဲမင်္ဂလာညချမ်းလေးပါပဲကျွန်တော်ဒီနေ့မိဘပြည်သူတွေကိုပြောပြချင်တာကတော့ပြူစောတီတောက်တိုင်နော်ကဲဝုံးမျိုးနယ်မှာပြူစောတီအေးကြော်မျိုးကိုဒေါ်လာရင်တက်ကနေပြီးတော့ဖန်စီထားစင်မှာတနက်လူယူပြီးတော့ခုခံထွက်ပြီးပြီးတော့ထွက်ပြေးတဲ့အချိန်မှာဒါပစ်ကတ်ဖန်စီတဲ့အခါမှာတိတ်သွားတယ်လို့ကျွန်တော်တို့သိရပါတယ်အကိုတိုင်းကဲဝုံးမျိုးနယ်တက်ရွာတွင်နေထိုင်တဲ့ပြူစောတီအေးကြော်မျိုးကို ဖမ်းဆီးစဉ်တနက်လူယူပြီးတော့ခုခံထွက်ပြေးတဲ့ခါမှာပြစ်ခတ်ဖမ်းဆီးတဲ့ခါမှာတည်သွားပြီးတော့ပေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြောထားပါမေလ17ရက်နေ့မှာပေါ့ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတဲကုန်းမြို့နယ်တက်ရွာမှာနေထိုင်တဲ့ဒုစောတိအေကျော်မြို့ကိုတဲကုန်းမြို့နယ်တက်ရွာထိပ်လမ်းတနေရာမှာအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်မေလ17ရက်နေ့ပေါ့ခေါင်းမြို့မှာသူတို့ဖမ်းဆီးပြီးရဲ့နောက်မှာ တော်လိုင်းရင်တက်ဖွဲ့များကပြူစောတီအေကျော်မြစ်ကိုကျွန်တော်စစ်စစ်မြင်းမြမှုကပြုလုပ်နေတဲ့အခါမှာတဲကုန်းမြို့နယ်အင်းမမြို့အရှိတမကျောက်ကျောက်ဤပြူစောတီအပတ်စဉ်တင့်တင်နန်းတင်နန်းကို2024ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်တက်ရောက်ခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့ကျွန်တော်သိရပါတယ်။ထို့ပြင်အေကျော်မြစ်တီတဲကုန်းမြို့ရွှေကျိုးပင်ရွာဂိတ်တွင်တရက်လောက်အားက6800ကျပ်ဖြင့်ခေးဆောင်တောင်ပင်ထမ်းဆောင်ခဲ့ပြီးတော့ ဒိုင်နမိုက်အင်ဂျင်များဝယ်ယူသူအဖြစ်အတွင်ယူကပီရီယက်များနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြီးအချမ်းပဲစစ်တပ်ကိုတရင်ပို့ပြီးတော့နော်တရင်ယူပြီးတော့ဒါတရင်ပို့တယ်ဆိုပြီးသူကိုယ်တိုင်ကတ်ဆုပ်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။အဲကြောင့်မြင်းကြီးလက်ကင်ပုံအတွင်း၌စစ်တင်တန်းများကိုတက်ကြွစွာတက်ရောက်ခဲ့ပြီးအထောက်အထားများကိုတွေ့ရှိခဲ့ပြီးတော့ပေါက်ခေါမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြီးတော့ကျွန်တော်တို့ပြောကြားထားတာသိရပါတယ်။ဒါမေလ24ရက်နေ့မိုးလပိုက်တနအီခန့်အချိန်မှာသူစောတီအေကျော်မြို့ကိုတော်လိုင်းရဲဘော်များကဆေးစစ်မှုများ ဆစ်ပြီးတော့လုံနေတဲ့အချိန်မှာထပ်မံပြုတ်လုံနေစဉ်လက်နက်ငယ်တစ်လက်ကိုလူယူထွက်ပြေးပြီးတော့ရဲဘော်များကိုပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးတဲ့အခါမှာတေဆုံးခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။လက်ရှိနေသားရပြူစောဒီအေကျော်မြက်ကတေပြီလို့ကျွန်တော်တို့သိရပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ပြရတဲ့ဓာတ်ပုံကတော့ဒါပြူစောတီအေကျော်မြက်အပုံဖြစ်ပါတယ်။အသက်လည်းကြီးနေပါပြီ။နော်။ဒါပေမဲ့တူတူအေးအေးဆေးဆေးမနေခြင်းလို့တေခြင်းလို့ဒီလိုလောက်တာလို့ကျွန်တော်တို့မြင်ပါတယ်เนาะ အခုတော့တေပြီလို့ကျွန်တော်တို့ဒါကောက်ချက်ချလို့ရတာပေါ့နော်တေပြီပေါ့တေပြီပေါ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်သူ့လိုပဲလိုက်တေချင်တဲ့ဒလန်တွေဘောမတွေရှိသေးတယ်ဆိုရင်တော့ပြည်သူ့ကိုမတရားအာရမကြံ့ကျင်များများလို့မင်းတို့သူ့တန်းလမ်းအတိုင်းပဲမင်းတို့လည်းသွားရမှာငင်းလို့မရဘူးနော်